မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်ကြံသာရွာကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား28ဦးသေဆုံးသွားပြီးတော့ MI-35 ရဟယင်တစ်စီးကိုထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ28ရက်နေ့မနက်9:00နာရီကအချိန်မှာကလေးမြို့နယ်တောင်ပိုင်းကြံသာရွာဘက်ကိုစစ်ကောင်စီတပ်ကအင်အား200ခန့်အသုံးပြုပြီးတော့စစ်ကြောင်းနှစ်ခုခွဲပြီးထိုးစစ်ဆင်လာတယ်လို့သိရပါတယ်။တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကတိုက်ခိုက်ခဲ့ရာစစ်သား28ဦးသေဆုံးသွားတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာကိုနေပြေရှင်းလင်းတဲ့အချိန်မှာစစ်သားအလောင်း9လောင်းလက်နိုင်ငယ်17လက်နဲ့ခဲယံအချုပ်ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာဒဏ်ရာရသွားတဲ့စစ်သားများကိုပြန်လည်တယ်ဆောင်သွားတာတွေရှိတော့လေဒဏ်ရာရတဲ့စစ်သားတချို့ကိုတော့ ပြစ်တက်သွားတယ်လို့သိရပါဗျ။အလောင်း9လောင်းနဲ့လက်နက်17လက်တင်းစီရရှိခဲ့ပါတယ်။တေဆုံးတာစုစုပေါင်းက28ဦးရှိပါတယ်။ MI35 စစ်ရဟရင်ကိုလည်းထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့ပြီးတော့မိကိုဦးထွက်ပြီးတော့ဟန်တာဝရီရွာဘက်ကိုဆင်းသွားတယ်။အခုတည်းအထိကိုတက်မလာနိုင်သေးဘူး။မနေ့ကမနေ့အစောကြီးစစ်ခွေးပြူခွေးပူပေါင်းအင်အားအယောက်200လောက်နဲ့မြေပြင်လက်နက်ကြီးပြစ်ကူယူပြီးတော့ကျန်တာရွာဘက်ကိုကတ်လာတာပါ။ MI35 နဲ့မပြစ်ခင် Jet Fighter 112လေယာဉ်နဲ့အရင်ဘုံကျဲတယ်။120မမလက်နက်ကြီးတွေကအလုံး20ကျော်ထုတယ်လို့ ော်လိုင်းရဲ့သတင်းအရင်းမြစ်ကရှင်းပြထားပါဗျ။အခုလိုမျိုးအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးများနဲ့အပြစ်မဲ့တဲ့ပြည်သူများနေထိုင်ရာနတ်ချောင်း၊နတ်မြောင်းအောင်ချမ်းသာတန်ဖိုနဲ့ငါးဖားတို့ကိုဘုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့တဲ့အရက်သားပြည်သူ၄ဦးသေဆုံးခဲ့ကရွာသူရွာသားများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မနေ့ကအထီးကိုလက်နက်ကြီးနဲ့နှစ်ချက်ထုသေးတယ်ဒီဘက်မှာဆိုရင်မိုးတွေကရွာနေတာကြံတာမှန်တော့အောင်ချမ်းသာရွာတွေကလူမနေတော့တာတော့ကြာပါပြီအကုန်လုံးကစစ်ဆောင်နေကြရတာပါလို့တော်လိုင်းရဲ့သတင်းအရင်းမြစ်ကရှင်းပြထားပါဗျ အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို CNA CDF KKG CDF Vacot MCR နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်တက်စစ်ဒေသတိုက်ရင်တပ်ဖွဲ့များကပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေအထိကမရှိဘဲနဲ့ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကမလျင်ထံကြောင့်အပြစ်ခတ်ရက်စဲထားတယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားတော်လဲ၎င်းတို့ရဲ့ထုတ်ပြန်ချက်ကို၎င်းတို့ကိုယ်တိုင်ချိုးဖောက်ကာထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ Chinland Information Center ကထုတ်ပြန်ထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့မှာအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာ၃ခုကို KNLA ပူးပေါင်းတပ်များကဒပြိုင်နက်ထဲပိတ်ဆို့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကော့ကရိတ်မြို့မှာအကြမ်းဖက်စစ်တပ်ရဲ့ MSN နဲ့ဆက်စည်ကိုကဲမှုဌာနချုပ်အနီးမှာရှိတဲ့ကိုတိုင်စစ်ကတော့အောင်စီရဆစ်စင်ရေးနောက်တန်းကိုကေရေးစခန်းရွှေချမ်းမင်းဖုန်ကြီးကျောင်းနဲ့ခလာရ69တိုင်ရဲ့အနောက်ဘက်ကခန်းစစ်ကရုံနေရာများကို KNLA မဟာမိတ်တပ်ဖွဲ့များကဓပြိုင်နက်ထဲပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။ ်ဖြစ်တာကတော့တစ်ချိန်တည်းတိုက်နေတာပေါ့စကခဆက်နေကာကင်းကိုတိုင်းနေရရဲ့အောင်စရာကိုကိုကဲရေးလုံနေရတဲ့ရွှေချံမင်းကျောင်းရဲ့ခလာရ60ခွန်နောက်ဘက်ကစစ်တပ်ရဲ့ခံကြုတ်ရဲ့ပေါ့အဖွဲ့ဆောင်ပိတ်ပြီးတော့တိုက်နေတာသူတို့ဘက်က drone တွေတက်ကိုတွေကလည်း drone တွေတက်သူတို့လက်နက်ကြီးပြစ်ကိုတွေကလည်းပြစ်ထည့်ပဲချနေကြတာစစ်ကောင်စီဘက်ကတော့ခန်းစစ်ပုံစံပါပဲသေးတာတွေထိတာတွေလာမဆွဲထုတ်နိုင်တာတွေလည်းဖြစ်နေတယ်လို့ corporate KNL မဟာမိတ်ပူပေါင်းတပ်ဖွဲ့ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ် အခုလိုမျိုးတိုက်ပွဲပြင်းထန်နေတဲ့နေရာများကိုစစ်ကောင်စီတွေတပ်ဆွဲထားတဲ့ဂျုံတို့ဂျိုင်းဒရာဘက်ကဟာဝေဇာလက်နက်ကြီးများနဲ့၎င်း ။လှိုင်ဝအမြောက်တက်ကရန်ကုန်ရွာဘက်ကို၎င်းခလိုက်ရ69တက်ကရွှေချမ်းမင်းဒရန်ကူးရွာဘက်ကို၎င်းလက်နက်ကြီးပစ်ခတ်မှု drone နဲ့တိုက်ခိုက်မှုများလုံဆောင်နေတော့လေ KNL မဟာမိတ်တပ်များကတော့ထိခိုက်မှုမရှိဘူးလို့ပြောပါရယ်စစ်ကောင်စီကလက်နက်ကြီးနေရာများတယ်ဟာဝေဇာတို့120တို့လှမ်းပြီးတော့ပြစ်ကူပေးတာတွေရှိတယ်ဂျိုင်းတာတာကြုံတို့ဘူဟာတို့လှိုင်ဝလက်နက်ကြီးဂုံးတို့ကနေပြီးတော့ပြစ်ထည့်နေတာကိုယ်တွေဘက်ကတော့စစ်ခွေးစခန်းကရုတ်တွေကို ဖိကျက်မှန်အောင်ပြစ်တာ drone နဲ့ကျဲချတာမျိုးပေါ့လေရင်ကပြန်နေကင်းထောက်တယ်ဘုံတော့လာမကျဲသေးဘူးလို့စစ်မြေပြင်တရင်ရင်မိကပြောပြထားပါတယ်ဒီကနေ့ April 29ရက်နေ့မနက်ပိုင်းမှာရွှေချမ်းမင်းဒရန်ကူးရွာဘက်ပိုင်းနေရာတွေမှာနှစ်ဖက်တိုက်ပွဲများကြောင်းပောက်ကွဲတံများကျဲကျဲလောင်လောင်ကြားနေရပြီးတော့အဲ့ဒီရွှေချမ်းမင်းဖုန်ကြီးကျောင်းနေရာမှာရှိတဲ့အောင်စေးရစစ်ကျောင်းရဲ့နောက်တန်းခန်းစစ်ကိုကဲရဲစခန်းကို KNL ပူးပေါင်းတပ်များကသိမ်းပိုက်ရရှိသွားပါက အချမ်းဘတ်စစ်ကောင်စီတပ်ရဲ့ညဝရီအာရှလမ်းစစ်စင်ရေးကိုအမြင့်ဖြတ်နိုင်ပြီဖြစ်တယ်လို့စစ်ရေးနယ်မြေတာဝန်ရှိသူကတုံ့တက်ပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မဂရီတာညအုံးမြို့နယ်စင်ကူးနယ်မြေရဲစခန်းကစစ်ကြောင်းထုတ်ရန်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခတ်ရာစစ်တပ်ဘက်က၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလာ28ရက်နေ့မနေ့9နိုင်ခွဲအချိန်ကမှ6မြို့ကနေစင်ကူးရဲစခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်60ခန်းဟာစစ်ကားနှစ်စီးနဲ့ရောက်ရှိလာပြီးတော့ညနေ9နိုင်ခန်းမှာတပ်မရေနံမော်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အချိန်ပကံဘိုးချို PDF နဲ့မဟာမိတ်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တေဆုံးသွားတဲ့စစ်သားအလောင်းများကို ပြီးရှို့သွားတယ်လို့သိရပါဗျ အဲ့ဒီတိုက်ခိုက်မှုမှာစစ်ခွေး၄កောင်သေးတယ်စင်ကူရဲစခန်းကနေတမရေနံမော်ဘက်ကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အချိန်ဂျားဖြတ်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲဖြစ်ပွားပြီးတော့တိတ်ဆုံးသွားတဲ့စစ်ခွေးအလောင်းတွေကိုမိရှို့သွားပါတယ်ပြည်သူတွေအနေနဲ့စစ်ရေးအသည့်တရိပ်ရှိကြဖို့ပြောချင်ပါတယ်လို့ဗကန်ဘိုချို PDF ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုဗကန်ဘိုချို PDF နဲ့မဟာမိတ်တပ်များအထိကိမရှိဘဲနဲ့အောင်မြင်စွာစုခွာနိုင်ခဲ့တယ်လို့သိရပါတယ်ဗကန်ဘိုချို PDF တပ်ဖွဲ့ကစစ်အာဏာရှင်တော်လှန်ရေးကိုဆက်လက်ပြီးတော့အရှိန်ဟုန်မြင့်ပြီးတော့လှုပ်ဆောင်လျက်ရှိရာပြည်သူများအနေနဲ့ရဲဘော်များ ရဲ့ကြည်စံဘိုးလက်နက်ဘိုးများအတွာပါဝင်ပြီးတော့ကူညီပေးကြပါရန်မြစ်တာရက်ခံထားတယ်လို့ဗကန်ဘိုးချိုပီတက်ကတာဝန်ရှိသူကတိုက်တွန်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရနေ့တိုင်းဒဝဲခရိုင်လောင်းလုံးမြို့ပေါ်မှာကင်းလက်ထွက်လာတဲ့စစ်ကောင်စီတပ်ကိုပြစ်ခတ်တိုက်ခတ်ရာ၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလ28ရက်နေ့နေ့လယ်တနအိကန်အချိန်မှာအင်အား6ဦးဝင်းကျင်နဲ့ကင်းလက်ထွက်လာတဲ့စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။ ပြူစောတိခေါင်းဆောင်ဦးဆောင်ပြီးတော့ကင်းလက်ထွက်လာတဲ့စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကလောင်းလုံးမျိုးပေါ်အာထာကတဲ့စာတင်ကျောင်းသားမှာပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးခဲ့ပြီးတော့တအူးကတော့တနက်ဒဏ်ရာနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။ဒါအပြင်နှစ်ဖက်ပြစ်ခတ်မှုအတွင်းမှာလောင်းလုံးမျိုးမှာရဲစခန်းနဲ့ဆရာဖရုံးကလက်နက်ကြီးနဲ့ပြစ်ကူပေးတဲ့အပြင် ပင်လယ်ပြင်မှာရှိတဲ့စစ်သင်္ဘောပေါ်ကနေလဲဆိုင်းလန်းရွာရဲ့အရှိတ်ကိုမောင်းဝင်လာတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့မက်လာ9ရက်နေ့ကလည်းလောင်လုံးမြို့နယ်ကြောက်နီမော်ချေးရွာမှာရှိတဲ့စစ်ကောင်စီနဲ့ပြူစောတိပူပေါင်းစခန်းကို drone နဲ့တိုက်ခိုက်ခံရတာကြောင့်ပြူစောတိ၄ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘဲ AA ရဲ့လက်အောက်ကိုကြောက်ရောက်သွားပြီဖြစ်တဲ့အတွက်ဘင်္ဂလားဒေ့ရှ်က AA နဲ့မဆက်ဆံဘဲနေလို့မရတော့ဘူးလို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံသားရဲ့အကြံပေး MD တိုဟစ်ဟူစိန်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဧပြီလ28ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ၎င်းကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။နေဆက်တစ်ခုလုံးကို AA ကထိန်းချုပ်ထားပါပြီ။စစ်ကောင်စီအနေနဲ့ကဘာမှမထိန်းချုပ်နိုင်တော့ပါဘူး။ကျွန်တော်တို့အနေနဲ့ AA ကိုမဆက်ဆံဘဲနေလို့မရတော့ပါဘူး။ဒါကြောင့်ကျွန်တော်တို့အနေနဲ့လိုအပ်တဲ့လောက်ဆက်ဆံရေးကိုလှုပ်ဆောင်သွားရပါလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့အကြံပေး MD တော်ဟစ်ဟူစိန်ကပြောဆိုလိုက်ပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်ကစစ်ဘေးသင့်တဲ့ပြည်သူများအထွတ်မြန်မာနိုင်ငံရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားလူသားချင်းစာနာထောက်ထားမှုဇင်းရန်တိဆောက်ရန်ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကသဘောတူညီခဲ့ကြောင်း၎င်းကပြောဆိုလိုက်ပါတယ်။ကုလသမဂ္ဂကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဈေးညံတစ်ခုဖန်တီးလိုပါတယ် အသွေးကူးပြောင်းရေးကာလအစိုးရကလည်းအခြေအနေတွေအရဒါကိုမူအရသဘောတူညီထားပါတယ်လို့နိုင်ငံသားရဲ့အကြံပေး MD တော်ဟစ်ဟူစိန်ကမြို့တော်ဒါကာမှာတရင်တော့များကိုပြောကြားလိုက်ပါတယ်။ဒါဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့မှာအခြေအနေတချို့ရှိနေပါသေးတယ်။အသေးစိတ်တော့ကျွန်တော်မပြောပါဘူး။အခြေအနေတွေပြည့်မီခဲ့ရင်တော့ကျွန်တော်တို့တေချာဘကူညီပါပါလို့၎င်းကပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံကပြည်ပခါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ဓာတ်ရိုက်ချိတ်ဆက်နေတယ်လို့ပြောဆိုထားပါတယ်။မြန်မာနိုင်ငံကဒုက္ခတဲ့အများပြားကဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းခိုးလုံနေပြီးတော့၎င်းတို့ကိုမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်လိုတယ်လို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်ဒုက္ခတဲ့များအိမ်ပြန်နိုင်ရေးအတွက်ဘင်္ဂလားဒေ့ရှ်အနေနဲ့လိုအပ်တဲ့လုံဆောင်ချက်များကိုလုံဆောင်သွားမှာဖြစ်ကြောင်း၎င်းကပြောဆိုခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံက2018ခုနှစ်ဩဂတ်လကစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ထွက်ပြေးသွားခဲ့တဲ့မြန်မာနိုင်ငံကရိုဟင်ဂျာဒုက္ခတဲ့ တိတ္တသမ3တန်းကျော်ကိုလက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ